ပိုလန်နိုင်ငံရဲ့စစ်သားတွေကလက်နက်ချောင်းနဲ့ပဲအမြဲတမ်းလေးပြူကြတာဟာအကြောင်းရှိပါတယ်တကယ်တော့ဂရိုချက်တိုက်ပွဲတစ်ခုမှာပိုလန်စစ်သားတယောက်ရဲ့လက်ကိုတင်းနဲ့နဲ့ပြစ်ခံခဲ့ရပြီးဒဏ်ရာပြင်းထန်လာခဲ့ပါတယ်ဒီလိုနဲ့သူကလက်ချောင်းနဲ့ချောင်းပဲကျန်နေခဲ့ပေမဲ့ဒေဂာနီချိန်မှာသူ့ရဲ့တပ်မှုကိုနောက်ဆုံးအချိန်အလေးပြုခြင်းနဲ့စိတ်နဲ့ကြမ်းရှိနေတဲ့လက်နက်ချောင်းကိုပဲတင်ကြတာဖြစ်ပြုလုပ်ခဲ့ပါတယ်အဲ့ဒါကြောင့်ပိုလန်စစ်တပ်အနေနဲ့သူ့ရဲ့ရဲစွမ်းတတိနဲ့တစ္ဆာတရားကိုဂုံပြုဖို့အတွက်လက်နက်ချောင်းနဲ့အလေးပြုခြင်းကိုအမတ်တရားဖြစ်ယူစားပြီးအခုချိန်ထိဆက်လက်လှုပ်ဆောင်နေခဲ့ကြတာဖြစ်ပါတယ်အင်္ဂလိပ်စစ်သားတွေကဂျာမန်စစ်သားတွေကိုတပ်သားပေါင်းအတုတွေနဲ့ပစ်ချခဲ့ကြပါတယ်အကြောင်းက တော့ဒုတိယကမ္ဘာစစ်တုန်းကဂျာမန်စစ်သားတွေဟာလေရင်စစ်တွေလိုပြင်ဆင်ပြသဖို့အတွက်တပ်သားနဲ့လေရင်တုတွေကိုတိစောက်ခဲ့ကြပါတယ်။အဲ့လိုလုပ်တာဟာဗြိတိရှလေရင်တွေက တို့ရဲ့လေရင်ကိုအစ်စ်တွေလို့ထင်တာဘုံတွေကိုပစ်ချပြီးဖြုံးတိမိသွားအောင်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းကိုဗီတိရှားသူရှိုးဖွဲ့တွေကတီးသွားတဲ့အခါဘုံစစ်တွေမပစ်ချတော့ဘဲတက်သားနဲ့ပြုတ်လုထားတဲ့ဘုံအတူတွေကိုအဲ့ဒီတက်သားလေရင်ပေါ်မှာပစ်ချခဲ့ကြပြီးဂျာမန်တွေကိုလောင်တလိုစာမျိုးနဲ့စော်ကားတလိုလုပ်ခဲ့ကြပါတယ်။ဆိုဗီယက်စစ်သားတွေကတင်ကားတွေကိုရည်ရွယ်ချက်ရှိရှိမြစ်ထဲကိုမောင်းခဲ့ကြပါတယ်။တကယ်တော့တင်ကားတွေရဲ့မှာအလုံးပိတ်ထားတဲ့ကိုယ်တွေနဲ့ပန်ကားတစ်ခုပါဝင်တာကြောင့်ကုန်းရင်နဲ့တွေ့ရင်လိုမျိုးရေလန်းချောင်းကိုလည်းဖျက်ကူးသွားစေနိုင်ပါတယ်။ဒါပေမဲ့တင်ကားရဲ့ကိုယ်တွေကဘားလွာတာကြောင့်ရေထဲမှာမကြာခဏလန်ကျသွားပြီးစစ်သားတွေနဲ့အတူနစ်မြုပ်သွားတာလည်းများပါ 네.